ပထမဦးဆုံးဒါဦးနိုင်ကဘာကိုပြချင်တာလဲဆိုတော့ဦးနိုင်ဒီမှာနှစ်ဆကပြခဲ့တယ်ပေါ့နော်။ဒါနှစ်ဆမှာဦးနိုင်ဝေကနံပြခဲ့တယ်။2025ခုနှစ်ထဲမှာတဲ့နော်၅၃ညအာပတ်လေကြပြီလို့ရင်၅လေးနှစ်အာထိုးရန်ဆိုပြီးတော့ဦးနိုင်ကဒါဒီစိုက်ကလေးနဲ့နော်အဲ့ဒီစိုက်ကလေးနဲ့နှစ်ဦးတုံးကဒါဝေကနံတင်ပေးထားတယ်ပေါ့နော်။အဲ့ဖိုင်တွေကတော့ဒါဦးနိုင်ရဲ့အကောင့်ထဲမှာဒါဝင်ကြည့်လိုက်တော့အသေးသေးကိုရှင်းမပြတော့ဘူး။ခုဒီဘွဲမှာထိုးရမယ့်၅၃ညအုံးစုတဲ့ဝေကနံဖိုင်လေးကိုအရင်ရှင်းပြမယ်။ ော်အရင်ရှင်းပြမယ်ဆိုဦးနဲ့တို့ဒီမှာ22ကြိမ်နဲ့23ကြိမ်ပါခွန်ခွန်လို့တူတယ်ခွန်အပိတ်ကခွန်အပိတ်၄ခါကွာပေါင်းခွန်ကြောင့်ခွန်ပိတ်ခွန်ပိတ်လို့တူတယ်၄ခါလို့ထိုင်တယ်အဲ့လိုထိုင်လိုက်တဲ့အခါမှာနော်အဲ့ဒီလိုထိုင်လိုက်တဲ့အခါမှာဒီကဏ္ဍဒီသူ့ရဲ့ဘောကပြန်ကြကဏ္ဍဖြစ်နေကစားတယ်ဒါပထမတစ်ကပ်ပေါ့နော်ဒုတိယကပ်မှာလည်းအဲ့ဒီလိုပဲကွာပေါင်းခွန်လို့ရိုက်တယ်ခွန်ခွန်လို့ခွန်အပိတ်ကခွန်ပိတ်လို့ထည့်တယ်၄ခါလို့ထိုင်တယ် အဲ့ဒီအချိန်မှာဒီကနန်းလေးဒီသူ့ရဲ့အပေါ်ကဒါပြန်ကြကနန်းဖြစ်နေသူကစားတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့တတိယအကတ်မှာနော်ဂွားခွန်လို့လည်းရိုက်တယ်ခွန်ဘိတ်ကခွန်ဘိတ်လို့လည်းထည့်တယ်လေးခါလို့လည်းကစားတယ်ကစားတော့ဒီမှာထွက်တဲ့ကနန်းကလည်းသူ့အပေါ်ကပြန်ကြကနန်းဖြစ်နေသူဒါကစားခဲ့တယ်ကစားခဲ့တော့ကောင်းပြီဒါဆိုရင်အဲ့ဒီစနစ်ထဲကနေပြီးတော့ဦးနိုင်ကဘာလေးကိုပြောချင်တာလဲဆိုတော့အဲ့စနစ်ထဲမှာကစားခွက်တွေမျိုးစုံရှိတယ်ယူဆပုံတွေမျိုးစုံရှိတယ်အဲ့ဒီမျိုးစုံတွေတွေကမှနော်နှစ်သီးစားမှု ဖြစ်တဲ့ဂဏန်းလေးကိုဦးနိုင်ကယူဆပြနော်ယူဆပြမယ်ဆိုတော့ဦးနေတို့ဒီမှာနော်ဒါလုံကောက်တဲ့နေနဲ့ပြောမယ်ဆိုရင်တော့အများကြီးရှိတယ်ပေါ့နော်အများကြီးရှိတယ်ဒါနောက်တော့မှရှင်းပြမယ်အဲ့ဒါလေးတွေနော်အဲ့ဒီတော့ဒီမှာ၄ချိန်မှာ၅ထည့်စီ၄ချိန်မှာ၅ထည့်စီ၄ချိန်မှာ၅ထည့်စီလို့ရိုက်ပြန်တယ်အဲ့ဒီ၅ဒီ73ချိန်မှာ၅နောက်ပိတ်လို့ရိုက်တယ်နော်၄ချိန်မှာ၅ထည့်စီရိုက်မယ်73ချိန်မှာ၅နောက်ပိတ်ရိုက်မယ်ရိုက်ပြန်တယ်သူ့ရဲ့တပွဲကြော်မှာရှိတယ်၅ပါတဲ့ဂဏန်းတစ်ခွက်၃ညာ၅လေးဆိုတဲ့ဂဏန်းဒီတစ်နှစ်ချပြီဒီဘက်နှစ်မှာ လေးငါးတုံများလို့ပတ်လဲထွက်မယ်ထွက်ပြီးတာနဲ့သူ့အောက်မှာ2 2 5ဆိုတဲ့ကဏ္ဍပတ်လဲလိုက်ကစားတယ်ဒုတိယကမှလည်း၄ချိန်မှာငါးထိပ်စီလို့ထွက်တယ်ထွက်ပြီးတာနဲ့73ချိန်မှာငါးနောက်ပိတ်လို့ကစားတယ်ကစားပြီးတော့သူ့ရဲ့တမင်ကျော်မှာရှိတဲ့ငါးတလုံးအပါနဲ့ငါး၄5ဆိုတဲ့ကဏ္ဍဒီတနေ့ချပြီးဒီဘက်နှစ်မှာသူထွက်တယ်ထွက်ပြီးတာနဲ့သူ့အောက်မှာ၄1 5ဆိုတဲ့ကဏ္ဍပတ်လဲလိုက်ထွက်တယ်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာ၄ချိန်မှာငါးထိပ်စီလို့ထွက်တယ် ထွက်ပြီးတဲ့73ချိန်မှာ9နောက်ပိတ်လို့လိုက်ကစားတယ်။ကစားပြီးတဲ့သူ့ရဲ့တပွဲကြော်မှာရှိတယ်9 3 3ညဆိုတဲ့ငန်းသည်တနေ့ချပြီးတော့ဒါဒီနှစ်ထဲမှာသူကထွက်ရမှာနော်အဲ့ဒီမှာသူက9 3 3ညဆိုတဲ့ငန်းထွက်ပြီးတာနဲ့သူ့ရဲ့အောက်မှာနော်ဒီ၄၅၅လေးနှစ်ဆိုတဲ့ငန်းပတ်လေကစားမှာဖြစ်တယ်ဆိုတော့เนาะပြဟုတ်ပြီဒါဒါ9 3 3ညပတ်လေကိုနှစ်သီးသားမှုဖြစ်နေတဲ့ဒါမွေးကနေရှိတဲ့အကြောင်းကိုဒါဦးနဲ့ကအဲ့ဒီဆက်ပြရနေပြတယ် ပြန်တော့ဒီ933ကျဆိုတဲ့ကနေဒီအချိန်ကိုဘာလို့ဆက်ချင်တာလဲဆိုတော့ဒါစီးလိုက်နေရတော့အများကြီးရှိတယ်။နော်ဒီကလင်ဒါလေးတစ်ခုတည်းနဲ့ကိုပဲဒါတွင်ဒါနှစ်မျိုးပြချင်လို့မဟုတ်ပေါ့နော်။ဒီဒီအရှုပ်ထဲကနေပြီးတော့ဒါဥနေငါရှင်းရှင်းလေးလေးဖြစ်အောင်ကတော့ကာလာလေးနဲ့ဆွဲပြီးတော့ပြလိုက်တယ်ပေါ့နော်။အဲ့တော့ဒီမှာဥနေတို့ဒီမှာကိုးခါ3နောက်ပိတ်နော်ကိုးခါ3နောက်ပိတ်လို့ဖြစ်တယ်။ဒီနေ့3 4 5ဘက်မှာလဲကိုးခါ3နောက်ပိတ်လို့ဖြစ်တယ်။ဒီနေ့3 4 5ဘက်မှာလဲကိုးခါ3နောက်ပိတ်လို့ဖြစ်တယ်။အဲ့တော့ကြံတဲ့တိုင်ပင်တွေကတော့ဥနေမထည့်တော့ဘူးပေါ့နော်။ ိုးခါ၃ပိတ်လို့ဖြစ်တာနဲ့သူ့ရဲ့တပွဲကြောမှာထွက်တယ်ဒီကနန်းကိုးခါ၃နောက်ပိတ်လို့ဖြစ်လို့တပွဲသူ့ရဲ့တနှစ်ကြောမှာထွက်မြဲဒီကနန်းဒီ6 8လေးဆိုတဲ့ကနန်းဒီသူ့ရဲ့ဒီပဲနှစ်ကနော်လာခဲ့တယ်6 8လေးဆိုတဲ့ကနန်းဒီဒဲ့လာတာဒီ6 8လေးကဒီနေရာမှာ6 8လေးလို့ထည့်ကြတယ်1 2 3 4 5ကိုးခါ၃နောက်ပိတ်သူ့ရဲ့တပွဲကြောမှာထွက်တယ်ဒီကနန်းဒီသူ့ရဲ့ဒီပဲနှစ်က9 6လေးက9 6လေးလို့ဒဲ့ကစားတာပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒီမှာ1 2 3 4 5ကိုးခါ၃နောက်ပိတ် သူ့ရဲ့တဝဲတော်မှာထွက်မဲ့ကဏ္ဍလေးနော်2020နှစ်၄ခုနှစ်ထဲကကဏ္ဍတစ်ခွက်ကဒဲကြမှာဒဲကြမှာဆိုတော့2024ထဲမှာငါးတုံညာတုံးဆိုတာရှိတယ်ဒီအဲ့ငါးတုံညာတုံးဘာလို့ရွေးလဲဆိုတော့ဒီဦးနဲ့တို့ဒီပထမအကတ်မှာကုခါ၃ဘိတ်လို့ဖြစ်လိုက်လို့ဒီမှာထွက်မဲ့ကဏ္ဍ68လေးဒီဒီဘက်နှစ်ကကဏ္ဍဒဲကြတော့မဲ့အချိန်မှာဒီ၃လုံးပေါင်းချင်းတုံညာ6ခွန်လေးဒီတုံညာနော်6ခွန်လေးတုံညာကို ပရိတ်တုံညလို့ထောက်တယ်တုံလုံးပေါင်းတုံညကိုတုံညပရိတ်ထောက်လို့ဒီကနေန်းဒီဒီအထောက်ကလေးနဲ့ဒဲကြတယ်ဟုတ်ပြီတုံညပြီးတာနဲ့ကိုခါသုံးပိတ်ဒီမှာထွက်မဲ့ကနေဒီမှာဒဲကြတယ်ဒီကနေန်းကဒီမှာဒဲကြဖို့အတွက်ကိုတုံညပြီးတော့ဒီတုံလုံးပေါင်းချင်းညာကိုနော်ဒီတုံလုံးပေါင်းကိုကြောင့်ပရိတ်ကိုလို့ထောက်လိုက်တဲ့ဒီကနေန်းဒီဒီမှာဒဲကြတယ်ကောင်းပြီဒါဆိုရင်ဦးနှဲ့လို့ဒီမှာနော်ကိုခါသုံးပိတ်ဒီမှာထွက်မဲ့ကနေဒီနေ့တရကနေဒဲကြမှာဒဲကြမှာဆိုတော့ပထမကတ်မှာတုံညဒုတိယကတ်မှာကိုခုတတိယကတ်မှာဒီတုံလုံးပေါင်းချင်းညာ၈ နော်၃ညကို၈ပေါ့ဒီတုံးလုံးပေါင်းချင်း၈ကိုပရိရှိလို့ထောက်ပြရရဲ့ဒီဆောင်ကကနန်းဒီကနန်းလေးဒီဒီနေရာလေးမှာအားဥနဲ့ကတဲကြနေတာဆိုတော့ငါ၃ည၃လို့ပဲဒါကြနေတာပေါ့လေဒီအချိန်မှာမွေးကနန်းလေးတစ်ခုကိုကလားကျင်တာပြမှာဆိုတော့ဥနဲ့တို့ဒီမှာနော်ဒီ၃၃၅လို့ဆောင်းထိုးတယ်အဲ့မှာတကက်ရှိတယ်၃၃၅လို့ဆောင်းထိုးတယ်ဒီမှာလည်း၃၃၅လို့ဆောင်းထိုးတာပေါ့နော်အဲ့ဒီလိုဆောင်းထိုးပြီးရတယ်ဥနဲ့တို့သူ့ရဲ့နောက်တစ်နှစ်မှာ ထမဲနှစ်ဦးကနန်းဒီသူ့ရဲ့ဒီညာဘက်ပေါ့နော်တနစ်ကြော်ပြီးရတယ်တိခါရဲ့ဘေးကကနန်းနှစ်ဦးကိုထွက်တယ်335လို့ခေါင်းထိုးတဲ့နောက်တစ်နှစ်နှစ်ဦးမှာထမဲကနန်းဒီသူ့ရဲ့ဒီဘက်တနစ်ကြော်မှာတိခါလို့ဖြစ်တဲ့ဘေးကကနန်းဒီဒီမှာထွက်တယ်ဒါဆိုရင်ဒီမှာလဲ335လို့ခေါင်းထိုးတယ်သူ့ရဲ့နောက်တစ်နှစ်နှစ်ဦးမှာထမဲကနန်းဒီဒီဘက်ကတနစ်ချာတိခါရဲ့ဘေးကကနန်းဒီအကွက်ရွှေဖြစ်နေကစားတယ်နော်အဲ့လိုကစားပြီးတာနဲ့9ချိန်မှာ6ခါ ဒီ6ခါဒီနှစ်နှစ်ချပြီး6ခါလို့မြန်ထည့်တယ်9ချိန်မှာ6ခါ6ခါဒီနှစ်နှစ်ချပြီး6ခါလို့မြန်ထည့်တယ်9ချိန်မှာ6ခါ6ခါကနှစ်နှစ်ချပြီး6ခါလို့ထည့်တယ်ဆိုတော့ဒါ2020နဲ့5ခုနှစ်မှာဒီ site တရားနေလုတ်ခုဦးနဲ့လုတ်ရှင်တာလုတ်ရှင်တော့ကောင်းပြီသူနဲ့အတိုင်ပင်ကွာဦးအတူတူမှာဆင်းခဲ့လိုက်တဲ့အခါမှာနော်ဆင်းခဲ့လိုက်တဲ့အခါမှာ၃နောင်ပိတ်ပြီး၃ထိတ်လို့ကစားမှာနော်၃နောင်ပိတ်က၃ထိတ်လို့ကစားပြရတယ်ဒီ၃လုံးပေါင်းချင်း1 1နှစ်ခတ်ဒီပရိတ်၄ ဒုတိယကမ္ဘာ၄နောက်ပိတ်က၄ထိပ်လို့ကစားတယ်ဒီသုံးလုံးပေါင်းခြင်းဒီနှစ်နှစ်ရဲ့နှက်ခတ်ဒီပရိတ်လေးဟုတ်ပြီဒါဆိုရင်တတိယကမ္ဘာ၅နောက်ပိတ်က၅ထိပ်လို့ကစားတယ်ဒီသုံးလုံးပေါင်းခြင်းဒီနှစ်နှစ်ရဲ့နှက်ခတ်ဒီပရိတ်လေးလို့သူကထည့်ထည့်တော့အဲ့ရနေပြီးတော့ပထမကမ္ဘာအဲ့၄ပရိတ်ရဲ့တပွဲကျော်မှာရှိတဲ့ဒီ၃ည၅လေးဆိုတဲ့ဂဏန်းရဲ့သူ့ရဲ့နှစ်ပွဲကျော်မှာရှိတဲ့၁၃၆ဆိုတဲ့ဂဏန်းရဲ့တနည်းချပြီဒီဘက်နှစ်မှာ၃ည၅လေးလဲထွက်တယ် နော်ဒီ3တိ6ဆိုတဲ့ခဏလေးထွက်တယ်3 5လေးဆိုနှစ်ခါတောင်ထွက်တာပေါ့နော်ဒီမှာတစ်ခါထွက်တယ်ပြီးတော့တိ3ကြောက်လေးထွက်တယ်ဒုတိယကမှလည်းအဲ့လိုပဲနော်ဒီ၄ဘရိတ်ရဲ့တပွဲကြော်မှာရှိတယ်၄၅နှစ်ဆိုတဲ့ကဏ္ဍဒီတနေ့ချပြီးဒီဘက်နှစ်မှာ၄၅နှစ်ဆိုတဲ့ကဏ္ဍလည်းထွက်တယ်၄၅နှစ်ရဲ့နှစ်ပွဲကျော်ဟာ၉၃၃ဆိုတဲ့ကဏ္ဍကလည်းအဲ့ဒီနှစ်ထဲမှာထွက်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဦးနှံ့တို့ဒီမှာတတိယကတ်မှာနော် လေးပရိရဲ့တပွဲကြော်မှာရှိတဲ့9339ဆိုတဲ့ကဏန်းကလည်းနှစ်နှစ်တနှစ်ချပြီးဒီဘက်နှစ်မှာဒီနေရာကိုထွက်ရှင်တာ9339ရဲ့တပွဲနှစ်တပွဲနှစ်ပွဲကြော်ကလေးခုန်ရှိဆိုတဲ့ကဏန်းကလည်းအကယ်၍9339လာထွက်ခဲ့မယ်ဆိုရင်ဒီကြံနဲ့သုံးချိန်မှာလေးခုန်ရှိဆိုတဲ့ကဏန်းကလည်းထွက်ရမှာပေါ့ဗျာအဲ့တော့ဘယ်ကဏန်းကအရင်ထွက်ခဲ့လေဆိုတော့ဒါဥနိုင်ရဲ့အမြင်လေးဒီဘယ်ကဏန်းကအရင်ထွက်ခဲ့လေဆိုတော့ဒီမှာလေးပရိရဲ့တပွဲကြော်မှာရှိတဲ့9ပါတဲ့ကဏန်း395လေးဆိုတဲ့ကဏန်းဒီဒီနေရာလေးကိုသူကအရင်ထွက်တယ် နော်အရင်ထွက်တယ်။ तू ထွက်တော့မဲ့အချိန်မှာနော်ထွက်တော့မဲ့အချိန်မှာ तू ကဘယ်လိုပုံစံမျိုးနဲ့ तू ကထွက်ခဲ့တာလဲဆိုတော့ဒီနှစ်ထဲမှာနော်ခွန်ထိပ်စီးဒီဒီမှာတကြီးနှစ်ကြီးခွန်ထိပ်စီးနှစ်ကြီးထောက်တယ်ထောက်ပြီးတော့သူ့ရဲ့မြင်းကုန်မှာ၃ပရိတ်လို့ထောက်ပြီးရတယ်ဘေးမှာဒီ၃ညာ၅လေးဆိုတဲ့ကဏ္ဍတစ်ခွက်ပတ်လည်ဘူးအရင်စထွက်တယ်အဲ့လိုထွက်ပြီးတော့မှသူ့ရဲ့နှစ်ပွဲတော့မှရှိတဲ့တစ်ချောက်တုံးဆိုတဲ့ကဏ္ဍဒီသူ့ရဲ့အောက်မှာလိုက်ထွက်တယ်လို့ဒါဦးနဲ့ယူဆလိုက်တယ် ဒုတိယကမှလည်းအဲ့လိုပဲဒီ၄ပြည့်ရဲ့တပွဲကျော်က၄၅နှစ်ဆိုတဲ့ကဏ္ဍသည်နော်တနည်းချပြီးဒီနေရာလေးကိုထွက်တော့မဲ့ချိန်မှာသူ့ရဲ့ဒီတနည်းကျော်မှာခွန်ထိတ်စီးသည်ဒီမှာတစ်ချိန်ဒီမှာတစ်ချိန်နှစ်ချိန်ခွန်ထိတ်စီးနှစ်ချိန်တောက်တဲ့သူ့ရဲ့မြင်းကုန်မှာပထမ၃ပြည့်ပြီးတော့ဒီမှာ၄ပြည့်လို့ထောက်တယ်ထောက်ပြီးတော့သူ့ရဲ့ဘေးကိုထွက်တယ်အဲ့ဒီလိုထွက်ပြီးတော့မှဒီကဏ္ဍရဲ့နှစ်ပွင့်ကျော်မှာရှိတဲ့၉၃၃ဆိုတဲ့ကဏ္ဍသည်၄၅နှစ်ပတ်လည်ထွက်ပြီးမှ၃၉၃ဆိုတဲ့ကဏ္ဍပတ်လည်လိုက်ထွက်တယ်ဟုတ်ပြီဒါဆိုရင်ခုနကတို့ဒီမှာ၄ပြည့်ရဲ့တပွဲကျော်မှာရှိတယ် ်9339ဆိုတဲ့ကဏ္ဍဒီတနေ့ချပြီဒီနေရာလေးကိုထွက်ရှင်တာထွက်ရှင်တော့သူ့ရဲ့တနေ့ကျော်မှာเนาะဒီ2020နဲ့3ခုနှစ်တည်းမှာခွန်ထိပ်စည်းဒီဒီမှာတစ်ကြိမ်ထွက်တယ်ဒီမှာတစ်ကြိမ်ထွက်တယ်နှစ်ကြိမ်ထွက်တယ်ခွန်စည်းနှစ်ကြိမ်ထွက်ပြီးတာနဲ့သူ့ရဲ့တပွဲကျော်မြင်းကုန်မှာเนาะပထမကမှာ3ပရိဒုတိယကမှာ4ပရိတတိယကမှာ5ပရိလို့ထောက်ပြတယ်နဲ့သူ့ရဲ့ဘေးမှာဒါ9933ဆိုတဲ့ကဏ္ဍလေးကိုဒါဥနေကထွက်ရှင်တာ အကြေအဲ့ဂျန်နလေးဒီမှာထွက်ခဲ့ပြီဆိုရင်ဒီ390ပတ်လည်းထွက်ပြီတာနဲ့နှစ်ပွဲစုံမှာရှိတဲ့၄ခွန်၈ဆိုတဲ့ကဏ္ဍပတ်လည်းရတယ်ဒီကဏ္ဍလေးထွက်ပြီရင်ဒါပရမဒုတိယအကကလို့ပဲဒီသူ့ရဲ့အောက်မှာ လိုက်ပြီးထွက်ရမှာပေါ့နော်ဒါကောင်းပြီအဲ့တော့ဒါလေးကဥနိုင်ကဒါလေးကလည်းဒါကလင်နာအဟောင်းလေးတည်းပဲနော်တန်တန်စီရင်လေးဖြစ်အောင်တော့ဆွဲပြီးပြလိုက်မယ်ပရိတ်ခွန်လေးပြမှာနော်ရှီပေါင်းကဒီရှီပေါင်းကကိုဒီတုံးလုံးပေါင်းက၅လို့ရိုက်ပြီးတာနဲ့ ငါးရဲ့နှက်ကဒီတုံးလုံးသုံးလို့လန့်ထည့်ပြီးတာနဲ့ရှီပေါင်းကဒီတုံးလုံးပေါင်းကငါးရဲ့နှက်ကိုဒီတုံးလုံးသုံးလို့လန့်ထည့်ပြီးတာနဲ့ရှီပေါင်းကဒီတုံးလုံးပေါင်းကငါးရဲ့နှက်ကိုဒီတုံးလုံးသုံးလို့လန့်ထည့်ဟုတ်ပြီဒါဆိုရင် तू ကဘာလို့ကစားချင်တာလဲဆိုတော့ဒီငါးကဒီငါးလို့ကစားတယ်ကစားပြီးတာနဲ့ဒီလိုသုံးလို့ထည့်လိုက်တယ်နော်သုံးလို့ထည့်ပြီးတာနဲ့သူ့ရဲ့အပေါ်မှာဒီတုံးလုံးပေါင်းချင်းကခွန်အဲ့ဒီခွန်ကြောင့်ဒီနေရာမှာဗရိတ်ခွန်လို့ကစားမှာ နော်အဲ့ဒီမှာဒီဗရိတ်ခွန်းလို့ကစားမဲ့အချိန်မှာဒီသုံးလုံးပေါင်း3နဲ့ဒီသုံးလုံးပေါင်း4နဲ့ပေါင်းလိုက်ရင်လေသူကခွန်းလို့ပဲရတယ်နော်အဲ့လိုရပြီးတော့မှဒီသုံးလုံးပေါင်းခွန်းကိုဗရိတ်ခွန်းလို့ဒီမှာထည့်ဒါပထမတစ်ကတ်ဒုတိယကတ်မှာလည်းဒီ5ဒီ5ဒီလို3ဒီသုံးလုံးပေါင်းခွန်းကြောင့်ဒီမှာဗရိတ်ခွန်းလို့ရိုက်မှာတိုင်းမဲ့အချိန်မှာလည်းဒီသုံးလုံးပေါင်း3နဲ့ဒီသုံးလုံးပေါင်း4နဲ့ခွန်းလို့ပဲသူထည့်လိုက်တဲ့တွေ့ဒီသုံးလုံးခွန်းကဗရိတ်ခွန်းလို့ရိုက်တာဒါဆိုရင်ဒီတတိယကတ်မှာဒီ5ဒီ5ဒီသုံးလုံးက3တုံးရဲ့ဒီဆောင်မှာဒီသုံးလုံးခွန်းလို့ထည့်တဲ့တွေ့ဒီနေရာမှာဗရိတ်ခွန်းလို့ရိုက်မှာ ရိုက်ဖို့အတွက်ကိုတော့အနေနဲ့ကဒီမှာဒီသုံးလုံးပေါင်းရ၄လို့ဖြစ်တဲ့အတွက်ဒီသုံးလုံး၃နဲ့ဒီသုံးလုံး၄နဲ့ခွန်ကြောင်းလေဒီသုံးလုံးခွန်ကြောင်းမပရိခွန်လို့ဒါကစားရှင်တာပေါ့နော်ဒါပရိခွန်လမ်းပေါ့ဟုတ်ပြီနော်ရှစ်ဆောင်၅နဲ့နှစ်တုံညာ၅နှစ်သီးစားမွေးကနေထုတ်တဲ့နေရာမှာရှစ်ဆောင်၅ကတော့ထွက်သွားတယ်ဦးနိုင်လို့ဟိုရှစ်ဆောင်၅ကိုအချိန်20မှာဖမ်းတော်ညာလေဒါသူကကြိုးထွက်သွားတယ်ပေါ့နော်ဒါမမိလိုက်ဘူးပေါ့အဲ့တော့အခုဒီနှစ်တုံညာ၅ကြံ့နေတဲ့အတွက်ကိုဒီစနစ်ထဲကနေပြီးတော့ဒါနှစ်တုံညာ၅ဆိုရဲခဏလေးကိုဒါဒီဘွဲမှာဦးနိုင်က တောက်ကလေးတွေအင်မတန်မှကောင်းမွန်နေတဲ့အတွက်ကိုဒါဦးနေကထည့်ပြီးတော့ကစားပြလိုက်တယ်ပေါ့နော်ကဲကောင်းပြီဒါဆိုရင်ဒါဦးနေတို့ဒီမှာနော်ဒီသုံးလုံးပေါင်းရင်ငါငါ့ကိုဒီသုံးလုံးပေါင်းရင်ငါလို့ထည့်တယ်ဒီမှာတကားရှိတယ်တိုင်ပင်ကွာဝေးအတူတူပဲနော်ဒီသုံးလုံးပေါင်းရင်ငါကိုဒီသုံးလုံးပေါင်းရင်ငါလို့ထည့်တယ်ဒါထဲမှာတိုင်ပင်ကွာဝေးနှစ်ချာအတူတူပဲဒီသုံးလုံးပေါင်းရင်ငါကိုဒီသုံးလုံးပေါင်းရင်ငါလို့ထည့်ထည့်တော့အခုကလုံးကောက်စနစ်နဲ့ပြမှာဖြစ်တဲ့အတွက်ပြန်နဲ့မလို့ ်အပ်တဲ့ဓာတ်တွေလုံးဝထည့်မထားဘူးပေါ့နော်အဲ့တော့ဒီဒီစနစ်တွေကနေပြီးတော့လုံးကောက်စနစ်လေးနဲ့ရှစ်ဆောင်ငါးကလည်းလုံးကောက်စနစ်နဲ့အောင်သွားတယ်အခုနှစ်တုံညာငါးကိုလည်းလုံးကောက်စနစ်နဲ့ထည့်မှာဖြစ်တဲ့အတွက်ကိုကျန်တဲ့မလိုအပ်တဲ့ဓာတ်တွေကိုလုံးဝဦးနိုင်ကထည့်မပြောင်းနော်ထည့်မပြောင်းဆိုတော့ကောင်းပြီဒါဆိုရင်ဦးနိုင်တို့ကဒီသုံးလုံးငါးကိုဒီလိုငါးလိုဖြစ်ခဲ့တဲ့အတွက်သူ့ရဲ့ဒီဆောင်မှာရှိတယ်ဒီမှာငါးဒီမှာတုံညာငါးထိတ်တုံညာထိတ်တပင်နှစ်ပင်သုံးပင်လေးပင်ငါးပင်မှာလေးထိတ် 934ဆိုတဲ့ဂဏန်းဒီသူ့ရဲ့ဒီနောက်တဲ့နှစ်မှာ934ဆိုတဲ့ဂဏန်းလုံကောက်စနစ်နဲ့ပတ်လည်သူထွက်ခဲ့တယ်။ဒါဆိုရင်ဒုတိယကတ်မှာဒီ9ဒီ9ကြောင့်သူ့ရဲ့မြေကုန်မှာရှိတယ်ဒီမှာ9ဒီမှာ3ညတပင်2ပင်3ပင်4ပင်5ပင်မှာရှိတယ်4 934ဆိုတဲ့လုံကောက်စနစ်ဂဏန်းပတ်လည်ဒီသူ့ရဲ့နောက်တဲ့နှစ်မှာဒီနေရာလေးမှာသူထွက်ခဲ့တယ်။ဟုတ်ပြီဒါဆိုရင်ဦးနဲ့လို့ဒီမှာဒီမှာ9ဒီမှာ9ဖြစ်ခဲ့လို့သူ့ရဲ့ဒီဇောင်းမှာရှိတယ်ဒီမှာ9ဒီမှာ4 တပင်နှစ်ပင်သုံးပင်လေးပင်ငါးပင်မှာရှိတဲ့တုံညငါးလေးတုံညဆိုတဲ့ကနန်းပတ်လေသည်သူ့ရဲ့နောက်တစ်နှစ်မှာဒီမှာလူထွက်ခဲ့တယ်ငါးလေးတုံညလုံကောက်စနစ်နဲ့ကနန်းပတ်လေထွက်ခဲ့တာကိုနော်ပထမဒီ2024မှာသူအောင်းတယ်အောင်းတော့ကောင်းပြီအဲ့ဒါရှိရှစ်ချောင်းကလုံကောက်စနစ်ကတော့မပြတော့နော်အဲ့တော့အဲ့လိုလုံကောက်စနစ်နဲ့အောင်းသွားတဲ့တွေ့ဒီနှစ်ထင်းမှာနော် ဒီ9နှစ်3ညဆိုတဲ့ကဏ္ဍပတ်လေတကွယ်လိုက်ထွက်တယ်။အဲ့ဒီလိုပဲဒီဘက်ဒုတိယမှာလည်း3ည9နှစ်ဆိုတဲ့ကဏ္ဍပတ်လေတကွယ်လိုက်ထွက်တယ်။အခုတတိယမှာဒီနေရာလေးမှာဒီနေ့ထဲမှာနှစ်3ည9ဆိုတဲ့ကဏ္ဍပတ်လေတကွယ်ကိုဒါဦးနေကထွက်ချင်တာပေါ့နော်။ထွက်ချင်တော့အဲ့နှစ်3ည9ကလည်းသူကအကြောင်းပဲလာခဲ့တာမဟုတ်ဘူးပေါ့နော်။အဲ့တော့သူကလည်းတိုင်းမင်းကွာဦးအတူတူပဲဒီသုံးလုံးပေါင်းချင်းခွန်းဒီသုံးလုံးပေါင်းချင်းခွန်းလို့ဖြစ်ခဲ့တဲ့အတွက်3ည9ပိတ်9ပေါင်းခွန်းခွန်းလို့ဖြစ်ခဲ့တဲ့အတွက်တပင်းနှစ်ပင်သုံးပင်မှာ ်ငါးနောက်ပိတ်1 2 3 4ငါးပိရဲ့ပုံမှာတုံညာထိတ်တပိနှစ်ပိရဲ့ပုံမှာနှစ်ပိအဲ့တော့ငါးတုံညာနှစ်အဲ့ဒီငါးတုံညာနှစ်ကလည်းခွန်မယ်နော်တုံညာနောက်ပိနောက်ပေါင်းခွန်ဖြစ်ခဲ့လို့သူနဲ့တိုင်မဲกว่าဝေးတူတူမှာငါးတုံညာနှစ်ဆိုတဲ့ကဏ္ဍသုံးလုံးပတ်လေပြန်ထည့်တယ်ထည့်တဲ့အတွက်အဲ့ဒီငါးတုံညာနှစ်ဒီသူ့ရဲ့တုံညာငါးလေးကြပြန်တယ်သူ့ရဲ့နောက်တဲ့နှစ်ကိုကြမယ်နော်ကြတော့မဲ့အချိန်မှာ तू ကပထမဦးဆုံး၆ဆက်တကူကိုဦးနိုင်ကစားပြမယ် ဒီငါဒီငါဖြစ်ခဲ့လို့ဒီနေရာမှာဗရိတ်ချက်နော်အဲ့ဒီ6ပရိတ်ကဒီမှာငါးခွန်လေး6ပရိတ်လို့ထောက်တဲ့အတွက်အဲ့ဒီ6ကြောင့်ဒီ၃လုံးပေါင်းရင်6လို့အရင်ထောက်မယ်ထောက်ပြီးတော့၈ထိပ်စီပုံတွေထောက်မယ်ထောက်ပြီးတာနဲ့သူ့ရဲ့အောက်ကိုကျတယ်ဒါကပထမထောက်ချက်တစ်မျိုးဒါပရိတ်6ပရိတ်က6ပရိတ်လို့ထောက်ပြီးတော့ဒီလို6လို့ထောက်ပြီးတော့၈ထိပ်နဲ့ထောက်တာဒါတစ်မျိုးအဲ့တော့ဒီကနန်းအဲ့လိုထောက်ပြီးတာနဲ့နောက်ထပ်တစ်မျိုးအကြတော့ဥနေလို့ဒီမှာဒီ၃လုံးပေါင်းရင်၃ဒီ၃လုံးပေါင်းရင်၃ကိုဒီ၃လုံးပေါင်းရင်၃လို့ ဖြဲ့ပြီးတာနဲ့သူ့ရဲ့တပွဲကျော်သူထွက်တယ်ပေါ့နော်အကဒနီဟုတ်ပြီဒါဆိုရင်ဒုတိယကဒုတိယကမလဲအဲ့လိုပဲ၃ညနောက်ပိတ်နောက်ပေါင်းခွန်ခွန်လို့ဖြစ်တယ်နှစ်နေချပြီးတော့နှစ်နောက်ပိတ်၅ပင်ရဲ့ပုံမှာ၃ညနှစ်ပင်ပုံမှာ၅အဲ့တော့ဒီနှစ်၃ည၅ဆိုလဲလုံးကောကလည်းဒီနေရာလေးကိုထွက်ရှင်တာထွက်ရှင်တော့ဒီဗရိတ်ခွန်ကနော်ဒီနေရာလေးမှာဗရိတ်ခွန်လို့ကစားခဲ့တဲ့အတွက်အဲ့ဒီခွန်ဒီဒီသုံးလုံးပေါင်းခြင်းခွန်လို့ထောက်ဗရိတ် ရှစ်ထိပ်လို့ထောက်ပြတယ်နဲ့သူ့ရဲ့အောက်ကိုထွက်တယ်ထွက်ပြီးတော့ပရမအကတ်မှာ3လို့ထောက်ပြီးတော့ဒီမှာဒီသုံးလုံးပေါင်းခြင်းနှစ်အဲ့ဒီနှစ်ကိုလည်းဒီသုံးလုံးပေါင်းခြင်းနှစ်လို့ထောက်20ထောင်းနဲ့ဒီနေရာကိုကြားတယ်ဟုတ်ပြီဒါဆိုရင်တတိယကတ်မှာ၃ညနောက်ပိတ်နောက်ပေါင်းခွန်ဖြစ်ခဲ့လို့နှစ်နှစ်ချားပြီးတော့ဒီမှာနှစ်ဒီမှာ၃ညဒီမှာ၅နှစ်၃ည၅ဆိုတဲ့လုံးောက်ကလေးရလေဒါဒီနေရာလေးကိုဦးနိုင်ကထွက်ရှင်တယ်ထွက်ရှင်တော့ဘယ်လိုပုံစံထွက်မှလဲဆိုတော့ဦးနိုင်တို့ဒီမှာ ပထမအကတ်မှာဗရိတ်6ဒုတိယအကတ်မှာဗရိတ်9တတိယအကတ်မှာအခုဒါဗရိတ်8အဲ့ဒီဗရိတ်8ကလည်းဒီနေရာလေးမှာဗရိတ်8လို့ထည့်ခဲ့တဲ့အတွက်ဒီသုံးလုံးပေါင်းရလဲ8လို့ထောက်တယ်8ထိတ်ကလည်းထောက်တဲ့အတွက်ဒီနေရာလေးကိုထွက်ရှင်တယ်ဒါဒါပထမထောက်ချက်တစ်မျိုးဗရိတ်နဲ့နော်အဲ့တော့နောက်တစ်ခုကကြတော့စီနီယာကစားခွင့်နဲ့ပထမအကတ်မှာ3ဒုတိယအကတ်မှာ2အခုတတိယအကတ်မှာဒီသုံးလုံးပေါင်းရင်း1အဲ့ဒီ1ကိုလည်းဒီသုံးလုံးက1လို့ထောက်တဲ့အတွက်ဒီနေရာကိုထွက်ရှင်တယ်နော်ဒါထောက်ချက်နှစ်မျိုးနဲ့နန်းလေးကိုထွက်ရှင်တာထွက်ရှင်တော့ပေါင်းပြီဒါဆိုရင်နောက်ထပ်တစ်မျိုးကဘယ်လိုပြန်ထောက်ခဲ့လဲဆိုတော့ ဒီသုံးလုံးပေါင်းခွန်ဒီသုံးလုံးပေါင်းကိုခွန်နဲ့ကိုနဲ့ပေါင်းတာဒီ6ဒီသုံးလုံးပေါင်းဒီ8ဒီသုံးလုံးပေါင်းဒီ8 8နဲ့8နဲ့ပေါင်းတာလေ6ဒါဆိုရင်ဒီသုံးလုံးပေါင်းကိုဒီသုံးလုံးပေါင်းခွန်ကိုနဲ့ခွန်နဲ့ပေါင်းတာလေ6ဆိုပြီးတော့နော်သူကစီနီယံဖြစ်စဉ်ကလေးတွေကိုထောက်ချက်ကလေးတွေထောက်ထားခဲ့တဲ့အတွက်ကိုဒါဒီနေရာလေးမှာဒါဦးနိုင်ကနော်လုံကောက်စနစ်နဲ့နှစ်တိသာမွေးကနန်းမှာ 865ဆိုတဲ့လုံကောက်စနစ်အောင်သွားတဲ့အတွက်ကိုဒီနှစ်တုန်းက9ကိုဒီနေရာလေးမှာဦးနဲ့ကကစားပြလိုက်ရခြင်းဖြစ်တယ်